င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနည်းငယ်ရွေးကောက်ပွဲကျင်းပပြီးအနိုင်ရပါတီကိုတာဝန်ထွက်ပေးမယ်လို့စစ်ကောင်းဆောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်အခုနေ့2025ခုနှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပပြီးအနိုင်ရတဲ့ပါတီကိုတာဝန်များပြန်လည်လွှဲပြောင်းပေးရသွားမယ်လို့အာနာသိန်းစစ်ကောင်းစီကောင်းဆောင်ဗိုလ်ချုပ်မူချင်းမင်းအောင်လိုင်းကပြောပါရယ်မနေ့ကမလ26ရက်ကသမရဟောင်းဦးသိန်းစိန်ပါဝင်နေပြီးတော့မှတမရော်နီတက်ရောက်မယ်အငင်းစားတမရော်ရရှိခြင်းများကိုဗိုလ်ချုပ်မူချင်းမင်းအောင်လိုင်းကကတော့ ိန်အဲ့လိုပြောဆိုခဲ့တာကြောင့်မလ29ရက်နေ့ထုတ်စစ်ကောင်စီထိန်းချုပ်ကြီးမှုသတင်းစာမှာဖော်ပြပါတယ်ရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့စတုတ္ထပတ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တို့မှာပြုလုပ်ဖို့အစီအစဉ်ထားကြောင်းစစ်ကောင်စီခေါင်းဆောင်ကမလ25ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့အစည်းအဝေးမှာပြောဆိုထားတာပါ၂020ရွေးကောက်ပွဲအနိုင်ရအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီ NLD ရဲ့ထိပ်ပိုင်းခေါင်းဆောင်များပါတီဝင်များကိုဖမ်းဆီးထားတဲ့စစ်ကောင်ဆောင်တွေကလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတင်ရဲ့ကျင်းပမ ောင်းလဲလို့ဆိုထားပါတယ်။ရွေးကောက်ပွဲဝင်ပြိုင်ကြမယ်ပြည်သူပါတီဥက္ကဋ္ဌဦးကိုကိုကြီးကရွေးကောက်ပွဲရလက်ကစစ်တပ်နဲ့ထိတိုင်းပဋိပက္ခဖြစ်မဲ့ရလက်မျိုးဖြစ်လို့မရကြောင်းစစ်ကောင်စီကိုထောက်ခံဝါဒဖြန့်နေတဲ့မြန်မာဟတ်ထော့ကိုမလ24ရက်နေ့ကဖြေဆိုထားပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမှုမရှိနိုင်တဲ့အပြင်ပဋိပက္ခတွေကိုပုံမှန်ဆုံးရစေနိုင်မှာဖြစ်ကြောင်းမျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင်ပြည်ရင်းပြည်ပါကနိုင်ငံအင်အားစုတွေကထောက်ပြမှုတွေရှိပါတယ်။လူမှုထောက်ခံမှုအခိုင်အမာရရှိထားတဲ့မြေတီနိုင်ငံပါတီကြီးတွေက မှစကောင်စီထံမှတ်ပုံတင်ထားခြင်းမရှိဘဲရွေးကောက်ပွဲဝင်မှာမဟုတ်တဲ့အခြေအနေမှာအဲ့ဒီရွေးကောက်ပွဲကလူလူထောက်ခံမှုမျိုးရရှိမှာမဟုတ်တဲ့အပြင်လွတ်လပ်ငြိမ်းချမ်းပြီးဒီမိုကရေစီကိုအမှန်တကယ်ဖော်ဆောင်ပေးနိုင်မှာမဟုတ်လို့လူပေါင်းတဲ့ဒီမိုကရက်တစ်ပါတီတွဲပတ်အတွင်းရေးမှူးဒေါ်နေနေမွှေးကပြောပါတယ်ဒီလိုမျိုးဖြစ်တဲ့အခြေအနေမှာလုံမယ်ဆိုလို့ရှိရင်လူလူကလည်းဘသူကိုမဲပေးမှာလဲအဲ့ဒီတော့လူလူကမဲမပေးကြလို့ရှိရင်သူတို့ကတနတ်မှုထားမှုပြီးမဲပေးခိုင်းမှာဖြစ်ပါတယ်သူတို့ရကြတဲ့အရာလက်ကိုရှာအောင်လို့ဖော်ဆောင်မှာဖြစ်ပါတယ်လို့ဒေါ်နေနေမွှေးကပြောပါတယ် ဦးကျော်မူကြီးမင်းအောင်လာရင်ရွှေကပွဲကျင်းပပြီးမယ်ဆိုရင်ပြောဆိုမှုကယုတ်တိမရှိကြောင်းမြန်မာနိုင်ငံလူ့အခွင့်အရေးချိန်နေဆိုင်ရာကိုရံတမကအထူးကိုယ်စားလှယ်သောမတ်အင်ဒရူးကထိုင်းနိုင်ငံဖန်ကောင်းမျိုးရှိထိုင်းပါလီမန်အဆောက်အအုံမှာမလ23ရက်နေ့ကကျင်းပတဲ့မြန်မာအရေးနဲ့နေဆက်လုံခြုံရေးဆွေးနွေးပွဲခမ်းနားမှာပြောကြားခဲ့ပါတယ်စစ်ကောင်စီကရွှေကပွဲကျင်းပမယ်ဆိုတာကစိတ်ကူးရင်တတတာဖြစ်ပြီးအလွန်ဆုံးရင်ပွဲမတည်ငြိမ်တဲ့အခြေအနေမှာပြုလုပ်ပါကအနေရများကြောင်းသောမတ်အင်ဒရူးကတတိပေးပါတယ် NND နဲ့ TPNS အပါအဝင်ပါတီ၄၀ကအနာ ာသိန်းစစ်ကောင်စီရဲ့ပြည်အောင်စုရွေးကောက်ပွဲကော်မရှင် UEC တမ်းမှတ်ပုံတင်ပြန်ပတင်ခဲ့ကြပါဘူး။ချက်ခိုင်ပါတီအပါဝင်နိုင်ငံပါတီ90ကျော်ကတော့စစ်ကောင်တီတန်းမှတ်ပုံပြန်တင်ထားပါတယ်။နိုင်ငံပါပြည်ထနာကို NND ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးမှုရှိပေမဲ့မပြည့်လည်နိုင်ကြောင်းနဲ့စစ်ကောင်စီလုံမဲ့ရွှေကောက်ပွဲကိုအတိမတ်မပြုကြောင်း NND ပါတီက2024ခုနှစ်အောက်တိုဘာ31ရက်နေ့မှာထုတ်ပြန်ထားခဲ့ပါတယ်။ဒါအပြင်အာနာသိန်းစစ်ကောင်စီကရွှေပေါက်ကွဲကျင်းပခွင့်မရှိကြောင်းလည်း NUG အစိုးရနဲ့ မျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC က2024ခုနှစ်ဒီဇင်ဘာလ24ရက်မှာပူးတွဲကြေညာခဲ့ပါတယ်မြန်မာမှာမျိုးပေါင်း330အနက်စက်ကောင်စီက109မျိုးကိုသာစုမိုထိန်ချုပ်ထားနိုင်တယ်လို့ NUG အစိုးရကဇန်နဝါရီလ18ရက်နေ့မှာထုတ်ပြန်ထားပါတယ်မြို့နယ်ပေါင်း330အနက်162မြို့နယ်မှာရွှေကောက်ပွဲပြုလုပ်နိုင်မယ်လို့2024ခုနှစ်ဒီဇင်ဘာလ9ရက်ကရွှေကောက်ပွဲကော်မရှင်နဲ့နိုင်ငံပါတီနဲ့တွေ့ဆုံရမှာကော်မရှင်ဥက္ကဋ္ဌကပြောကြားခဲ့တာပါလက်ရှိမှာတိုင်းနယ်ပြည်နယ်73ခုမှာစစ်ကောင်စီ ီနဲ့တော်လိုင်းတက်တွင်စင်ရေးပတိပကဖြစ်ပွားနေပြီးစစ်ကောင်စီအာဏာသိမ်းကာလလေးနှစ်အတွင်းပြည်တွင်းမှာနေရရှိပြောင်းနေထိုင်ကြတဲ့ပြည်သူ၃.၅တန်းတိစံချိန်တင်မြင့်တက်နေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရင်းယုံ UNO စီရင်ရှင်ကဖေဖော်ဝါရီလ၁၉ရက်မှာထုတ်ပြန်ပါတယ်။ လူဦးရေတန်းနဲ့ချီပြီးနေရဲဆွန့်ခွာထပ်ပြီးနေရတဲ့အခြေအနေမှာစစ်ကောင်စီကပြုလုပ်ရန်ကြိုးပမ်းနေတဲ့ရွှေကပွဲကတရားမျှတမှုလုံးဝရှိမှာမဟုတ်ကြောင်းနဲ့စန့်ကျင်ကြဖို့တွန်လိုင်းအင်အားစုတွေကတတိပီးထားပါတယ်။ဆက်လက်ပြီးမလ29ရက်နေ့ကအပိနေခံပြည်သူတရားလုံးရဲ့ဖက်စစ်တွန်လိုင်းရင်းဖြစ်တဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ီကနေ့စင်အာနာရှင်တွေကတက်မတော်နေဆိုပြီးသိခါမဲစွာကျင်းပနေကြတယ်မလ29ရက်ဆိုတာဘူဇုံအောင်ဆန်ဦးဆောင်တဲ့ဗမာတက်မတော်ပါဝင်တက်ဖွဲ့တွေဗမာပြည်ကွန်မြူနစ်ပါတီပြည်သူ့အရေးတော်ပုံပါတီနဲ့တာမန်ရက်သားပြောင်းချရေးပေါ်တွေအပါဝင်တိုင်းဒါလူမျိုးပေါင်းစုံပါဝင်ခဲ့ကြတယ်ပြည်သူလူထုတရက်လုံးကဖက်စစ်ဂျပန်ကိုတော်လန့်တိုက်ပွဲဝင်ခဲ့ကြတဲ့နေ့ဖြစ်ပါတယ် ဒါပေမဲ့စစ်အာဏာရှင်ပိုချုပ်နေဝင်ကပြည်သူသဘောထားမပါဘဲ1955ခုနှစ်မှာတပ်မတော်နေလူမိုင်းမဲစွာပြောင်းလဲပြခဲ့တာပါ။ရွှေစိန်လွတ်လပ်ရေးနေ့အတုသာပြီးခဲ့တဲ့ဖက်စစ်ဂျပန်ကိုတော်လိုင်းရမှာတပ်မတော်တခုတည်းလုံးဝမဟုတ်ပါဘူး။တပြည်လုံးအတိုင်းအတာနဲ့ပါဝင်ဆင်နွှဲခဲ့ကြတဲ့တော်လိုင်းသမားအလုံးကိုဂုဏ်ပြုဖို့ရည်ရွယ်ပြီးဖက်စစ်တော်လိုင်းရေးနေ့အတင်းလင်းစတင်ရက်စွဲ1955ခုနှစ်မလ29ရက်ကိုတော်လိုင်းရေးနေ့ရဲ့လို့သတ်မှတ်ခဲ့ကြတာအလုံးတည်လဲဖြစ်ပါတယ်။တမိုင်းချောင်းကိုပြန်လည်ကြည့်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံတောင်ဝမ်းလုံးနဲ့တိုင်းရင်းသားဖြစ်သူလူတို့တည်ရဲ့ လုံးပေါ့လက်နက်အသားစီနဲ့ပိုကြကြုံပြူပြီးကုတ်သွေးဆုံယူခင်းကြတဲ့နီမိုဝင်အင်ပါယာအင်္ဂလိပ်ကိုလိုနီနယ်ချဲ့တွေကိုတိုက်ထုတ်နိုင်ဖို့တိုးတက်တဲ့အမြင်ရှိပြီးရရင်ပြသကြတဲ့တခင်နိုင်ငံရေးတမားတွေလူငယ်လူရွယ်တွေဟာပြပအကူကြီးထွက်ရှာဖို့ကြိုးပမ်းနေကြပါတယ်။တခင်အောင်ဆန်းနဲ့တခင်လမြိုင်တို့ကတရုတ်ကွန်မြူနတီပါတီဌာနချုပ်ရှိရာ ရင်အမ်းမြို့ကို1940ပြည်နှစ်အောက်ကုရှင်ရမှာတွားရောက်ဖို့ကြိုးစားခဲ့ပါတယ်။ရန်ကုန်စစ်ကံကနေဟိုင်လီတင်မော်နဲ့ထွက်ခွာခဲ့ကြပြီးအမိုင်ကိုအောက်ကုလာ24ရက်နေမှာရောက်ရှိခဲ့ကြပါတယ်။ဒါ့ဝိမဲ့လည်းတခင်အောင်ဆန်းတို့အမိုင်ကိုရောက်တဲ့အချိန်မှာဖက်ဆင်ဂျပန်တွေကတိုက်ပိုက် ထားပြီးပြီမဟုတ်တရုတ်ကွန်မြူနီပါတီနဲ့အဆက်အသွယ်မရခဲ့ပေဗြိတိရှားကိုတော်လှန်ဖို့အားထုတ်နေကြတယ်မြန်မာလူငယ်တွေအမွိုင်းကိုရောက်နေတဲ့အကြောင်းဂျပန်နေတည်သွားရကစားလို့ပိုမူးကြီးဆူဆူကီနဲ့ချိတ်ဆက်မိပြီးဂျပန်ပြည်ကိုမြန်မာစစ်ပညာသင်ရဲဘော်တုံးချင်းဆိုတာပေါပောက်ခဲ့တာဖြစ်ပါတယ်1942ခုနှစ်ဒီဇင်ဘာလထဲမှာပိုကျုံအောင်ဆန်တို့ဘန်ကောက်မြို့မှာ BIA တပ်ကိုစပြီးဖွဲ့စည်းတည်ထောင်ခဲ့ကြပါတယ်1942ဇန်နဝါရီ2ရက်ကစပြီးဗမာလူလိုက်တမတော်ကဂျပန်တပ်တွေနဲ့အတူမြန်မာပြည်ရဲ့ကိုဝင်ရောက်ခဲ့ကြပြီးဂျီတီရှာတို့ ကိုတိုက်ထုတ်နိုင်ခဲ့ကြပါတယ်။1942ခုနှစ်မလ15ရက်မှာဂျပန်ရဲ့စစ်အုပ်ချုပ်ရေးစတင်မှာတော့1942ခုနှစ်ဇူလိုင်လအရောက်မှာဂျပန်ကဗမာလွတ်လပ်ရေးတမတော်ကိုသူတို့ကိုမတော်လှန်နိုင်အောင်လက်နက်နဲ့လူအင်အားလျှော့ချစေပြီးဗမာကာကွယ်ရေးတမတော် PDA အဖြစ်ပြောင်းလဲဖွဲ့စည်းစေခဲ့ပါတယ်1943ခုနှစ်ဩဂုတ်လတရနေ့မှာပို့ချုပ်ကြီးကာဝါပီကမြန်မာနိုင်ငံမှာဆေးအုပ်ချုပ်ရေးရုပ်သိမ်းကြောင်းစစ်ရုံးမှာထုတ်ပြန်ပြောဆိုခဲ့ပါတယ်အဲ့ဒီနောက်အလုံလန်းအစိုးရအင်္ဂါနေ့မနက်9နာရီမှာလွတ်လပ်ရေးကြေညာစာရန်ကိုဖတ်ကြားခဲ့ပြီးဗမာနိုင်ငံလွတ်လပ်ပြီလို့ကြေညာခဲ့ပါတယ်ဒါပေမဲ့ဂျပန်တွင်ပြီးတဲ့လွတ်လပ်ရေးဟာရွှေရီစိန်လွတ်လပ်ရေးအတုတာဖြစ်တာမို့တော်လန်ကြဖို့နိုင်ငံရေးအင်အားစုအသီးသီးကလျှို့ဝှက်စွာလှုပ်ရှားခဲ့ပါတယ် 1944ဩဂုတ်လဆန်းမှာဗိုလ်ချုပ်အောင်ဆန်းပဲခူးခွင်ရရှိလာခဲ့ပါတယ်။ပဲခူးဆန်းပြတိုင်ရင်းတွေကပုံမှုကြော်ဆောင်ရေးအိမ်မှာပမာပြည်ကွန်မြူနစ်ပါတီကတခင်ဆုနဲ့လျှို့ဝှက်တွေ့ဆုံခဲ့ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းပဲခူးကိုလာရမှာဂျပန်တွေကိုတပန်ရိုက်ဖို့အိမ်မှာနွားလို့တောင်းနိုင်ဖို့ပဲခူးမှာနွားအဝယ်ထွက်တယ်လို့အကြောင်းပြပြီးဇနီးတဲ့ဒေါခင်စီကိုပါခေါ်ဆောင်လာခဲ့တယ်လို့ဖန်ရပူပါတယ်။ဗိုလ်ချုပ်အောင်ဆန်းနဲ့တခင်ဆုတို့ဖက်စစ်ဂျပန်ဆန့်ကျင်အတွက်တက်မတော်ပမာပြည်ကွန်မြူနစ်ပါတီနဲ့ပြည်သူ့အရေးတော်ပုံပါတီဆိုတဲ့နိုင်ငံပါတီကြီး၃ရက်ကိုစုစည်းပြီးအခြေခံတဲ့ ်ပေါင်းစုကြီးပေါ်ထွန်းလာဖို့အတွက်တိုင်ပင်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီလိုဝတ်တွေ့ဆုံမှုရဲ့ရလဒ်ကတော့1944ခုနှစ်အောက်တိုဘာ23ရက်မှာဖက်စစ်တိုက်ပြင်းရင်ပြည်သူအခြေဖတာဖာကို ဖွဲ့စည်းခဲ့တာပါဖတာဖာရဲ့ဗဟိုဦးစင်းဖွဲ့မှာအဖွဲ့ဝင်ကိုပါဝင်ပြီးတမရောဗမာပြည်ကွန်မြူနစ်ပါတီပြည်သူ့အရေးတော်ပုံပါတီအစုဖွဲ့တစ်ခုချင်းစီကနေ၃ဦးစီပါဝင်ဖွဲ့စည်းထားခဲ့တာဖြစ်ပါတယ်။1945မှာတော့ဖတာပါကိုဖက်စစ်တိုက်ပြင်းရင်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ဖတာပါလာဖြင့်ပြောင်းလဲပြင်ဆင် ဖက်စစ်ဒေါ်လာရင်အတွက်စစ်တိုင်း9တိုင်းအထူးဒေသကြီးတိုင်း3တိုင်းကိုသတ်မှတ်ခဲ့ကြပါတယ်။တိုင်းတိုင်းစီမနိုင်ငံခေါင်းဆောင်စည်ရင်ခေါင်းဆောင်တွေကိုသတ်မှတ်ပြီးခဲ့ကြပါတယ်။ဖာတာပါလာတဖွဲ့လုံးရင်စည်ရင်ခေါင်းဆောင်ကပူချုံအောင်ဆန်းဖြစ်ပြီးတခင်ဆိုးကနိုင်ငံခေါင်းဆောင်ဖြစ်ပါတယ်။တခင်တန်ထွန်ကပျောက်ကြားနေနိုင်ငံသားဆက်သွယ်ရင်ခေါင်းဆောင်ဖြစ်ပါတယ်။တကယ်တော့ဖက်စစ်ဒေါ်လာရင်ကို1945ခုနှစ်ဧပြီလ2ရက်နေ့မှာစတင်ဖို့ဆုံးဖြတ်ခဲ့ကြပြီးမယ်။အိန္ဒိယဘက်ကအင်္ဂလိပ်ဦးဆောင်တဲ့မဟာမိတ်တပ်တွေကမုံရွှေဘုံဘက်ကနေစစ်ကြောင်းတွေနဲ့ချီတက်လာနေပြီဖြစ်တာကတကြောင် စကိုင်းဘက်မှာတော်လိုင်းမြေအောင်ဖွဲ့ဝင်တချို့ဖမ်းဆီးခံလိုက်ရတာကြောင့်အထက်မြမာပြည်စည်ရေးတာဝန်ကံဘုံမှုဘတ်ထူကတော်လိုင်းကိုမလရှိရမှာစတင်ခင်ရပါတယ်။မန္တလေးမြပရဲမှာရှိရင်အမြောက်တက်ကနေအမြောက်တုံးချက်ပြဖောက်ပြီးတော်လိုင်းစတင်ဖို့အချက်ပေးခဲ့တာမို့ဖက်စစ်တော်လိုင်းရဲ့တာထွက်တမ်းမဲလူမှတ်တမ်းတင်ရမှာဖြစ်ပါတယ်။1945ခုနှစ်မလ18ရက်နေ့မှာတော့ရန်ကုန်မြို့ရွှေဒဂုံဖျားချင်းရင်ကနောက်မှာတော်လိုင်းပန်းချံလို့သတ်မှတ်ခဲ့ကြတဲ့နေရာမှာဗိုလ်ချုပ်အောင်ဆန်းကတတ်ထွက်မင်ကွန်ပြောကြားခဲ့ပါတယ်။အနီးကပ်ဆုံးရန် ်သူကိုချိန်မုံကြဆိုတဲ့ပို့ကျောင်းအောင်ဆိုင်ရဲ့မင်းကုန်းကဖက်စစ်တော်လန်ကြီးရဲ့တဘိုးခင်ရတန်ဖြစ်ခဲ့ပါတော့တယ်။ပြည်သူလူထုတင်ရလုံးပအဝင်ခဲ့ကြတဲ့ဖက်စစ်ဂျပန်တော်လန်ကြီးကိုဖြစ်လာတဲ့အခြေအနေတွေရောမလ29ရက်နေ့ကိုပြောင်းလဲခဲ့ပါတယ်။ လ26ရက်နေ့မှာအောင်လံမြို့နာကပြက်လူစခန်းကိုရောက်နေတဲ့ဘူကျောင်းအောင်ဆန်းကမလ29ရက်မှာတပီလုံးတိုင်တာနဲ့တော်လိုင်းကြီးကြီးစတင်ဆင်နွှဲတော်မူအကြောင်းကိုတခင်ဆိုတခင်တန်းထုံတို့ထံဆက်သားလွှတ်ပြီးသတင်းပို့ခဲ့ပါတယ်။ဒီလိုနဲ့ဗမာတက်မတော်ဗမာပြည်ကွန်မြူနီပါတီပြည်သူ့အရေးတော်ပုံပါတီတို့နဲ့စုဖွဲ့ထားတဲ့ဖာတာပလဖွဲ့ကြီးရဲ့ဂျိုပန်အာထုံမှုနိုင်ငံတော်ဝန်ကတိုင်းရင်းသားပြည်သူလူထုတရားလုံးရဲ့ပူပေါင်းပါဝင်မှုတွေနဲ့ဖက်စစ်ဂျပန်တွေကိုမြမမီဘော်ကနေရင်းရင်ပြောင်မြောက်စွာမောင်းထုတ်ပြနိုင်ခဲ့ကြပါတယ်။ အဲဒီလိုဂုံဒရက်ကြီးမှာတင်ပြည်သူဒေါ်လာယင်းကြီးစတင်ခဲ့တဲ့1945ခုနှစ်မလ29ရက်နေ့ကိုလည်းဖက်ဆင့်ဒေါ်လာယင်းနေ့ဖြင့်အားလုံးသဘောတူညီစွာနာမည်ပေးသတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ဒီဆောင်မားကိုညီကုံချုံရရင်တော့ဆင်အာနာရှင်နေဝင်းနဲ့မကောင်စိုးဝါဆင်အခွင့်ထူကန်အုပ်စုကပြည်သူသဘောမပါဘဲဖက်ဆင့်ဒေါ်လာယင်းနေ့ကိုတမရော်နီလိုလူယူမောင်းပိုင်းစည်းခဲ့ကြပြီးမယ်။ရဟန်းရှင်လူတိုင်းရင်းသားပြည်သူအားလုံးရဲ့နှလုံးသားမှာတော့မလ29ရက်နေ့ဟာလူလူတရံလုံးဆိုင်နဲ့ပိုင်နဲ့ဒေါ်လာယင်းနေ့ဆိုတဲ့သမိုင်းကုန်ပုတ်ကြီးကိုတော့ဘယ်လိုမှဖြောင် ြန်လို့မရနိုင်ပါဘူး။နိုင်ငံကိုရွှေရည်စိန်လွတ်လပ်ရေးအတူတာပေးခဲ့ပြီးလူမဆန်စွာ အုပ်ချုပ်ခဲ့ကြတဲ့ဖက်ဆင်ဂျပန်တွေကိုဗိုလ်ချုပ်အောင်ဆန်ဦးဆောင်တဲ့တပ်ဖွဲ့တွေ၊ Community Socialist နိုင်ငံအင်အားစုတွေနိုင်ငံတော်ကတိုင်းရင်းသားပြည်သူလူထုအလွှာတီးတီးပါဝင်ပြီးပထမဖက်ဆင်တော်လှန်ရေးကြီးစင်တွေခဲ့ကြသလိုဒီကနေ့မြန်မာနိုင်ငံမှာလက်နက်အားကိုတဲ့နိုင်ငံအာဏာလုယူဖို့ကြပြီးတိုင်းပြည်ပေါ်ရစက်ရုံမှနေကြတဲ့စစ်မိတ်စာဖက်ဆင်ဓမြခိုင်းကိုမြန်မာတိုင်းနိုင်ငံလုံးကတိုင်းရင်းသားမိဘပြည်သူတွေအားလုံးပါဝင်နေຫນွေဥတော်လိုင်းအင်အားစုကြီးကဘယ်တော့မှနောက်ပြန်မလဲကြ ာပဲအင်တိုင်းအတိုင်းနဲ့ဒုတိယဖက်ဆက်တော်လိုင်းကိုဆင်နွှဲတိုက်ပွဲဝင်နေကြတာဟာတလိုင်းမီတလိုင်းအောင်ပွဲခံမော်ကုန်းထိုးနေပါပြီဖြစ်ကြောင်းစောင်းမမရှိတာထားကိုတင်ဆက်ပြလိုက်ရပါရဲ့ရှင်